ကြီးညူခိုင်ချင်ရင်တော့ကြီးညူနိုင်လောက်တဲ့အရေးရှိရှိအောင်ကြီးညူနိုင်အောင်နေဖို့တော့လိုတာပေါ့နော်။ကိုကတည်းကကြီးညူခိုင်ချင်ရင်ကိုကိုယ်တိုင်ကသီလသမားတွေတိတ်ခါမိချင်းစရာမိချင်းတရား၁၀ပါးနဲ့ပြီးဆိုအောင်အုပ်ချုပ်နိုင်မှအပြည့်အစုံကကြီးညူတဲ့လူလူကောင်းတော့တယောက်ဖြစ်နိုင်မှာပေါ့နော်။ရှေ့မှာလည်းပဲဒီဘိုးမျိုးဝင်းနေမိတဲ့ရောင်ဆရာတော်ကြီး ဖြစ်ဆန်တာပတ်သက်ပြီးတော့နိုင်ငံတော်ဆင့်သတင်းလိမ်လည်ပြီးတော့ lobby တွေကိုဝါဒဖြန့်ပြီးလိမ်လည်ခဲ့တဲ့အထောက်အထားတွေရှိတဲ့အတွက်လက်ရှိဒီဘက်ရင်ဖြစ်ဆင်မှာလည်းပဲအစိုးရကတိကျစွာမထုတ်ပြန်ဘဲနဲ့ဒီကိစ္စက PDF တွေလောက်တာပါလို့ကျမကတော့တတိချမစိုးစွဲကြမှာဘူးရှင်အပြည့်ဆုံးကြည့်ရင်လည်းဆိုလို့ရှိရင်တော့ TikTok ရဲ့အောက်မှာ YouTube link ရှိပါတယ်အဲ့မှာဝင်ကြည့်ပါအခုကဘာပြောချင်တာလဲဆိုတော့ဒီပိုင်းဖြစ်စင်တဲ့ပတ်သက်လို့ကျွန်မအမြင်လေးတွေပြောဆိုတဲ့အခါမှာ အဲလက်ရှိပေါ့နော်ကျွန်မကိုအာလက်ရှိပြည်ရေးဝန်ပြည်ရေးဌာနမှာပေါ့တော်မထမ်းဆောင်နေတဲ့အရာရှိတယောက်ကနေပြီးတော့ငါဖုတ်ဆက်လာတယ်။ကျွန်မရဲ့ပြောဆိုမှုလေးတွေကလက်ရှိအစိုးရပေါ်မှာအနေငယ်အနေငယ်ပေါ့အချင်းညိုပြက်စင်းနေတဲ့အတွက်ကျွန်မကိုဟောတတိပေးတဲ့ဆိုတဲ့သဘောပေါ့နော်။ဆိုတော့ကျေးဇူးတင်ပါတယ်တတိပေးတဲ့အတွက်။ပြောချင်တာစကားတစ်ခုမှရှိရဲ့။လက်ရှိဒီပိုင်းဖြစ်နေတဲ့ပတ်သက်လို့နော်ညမနေ့ကညနေကတော့ပြောထားတာရှိပါတယ်အဆအဆုံးကြည့်ချင်း တတော်မှာတင်များတဲ့အတွက် YouTube မှာတင်ထားတဲ့ဝင်ကြည့်ပါပြောကြစကားတစ်ခုရှိပါတယ်လက်ရှိဒီပိုင်းပြည်စင်တဲ့ပတ်သက်လို့ကျွန်မလက်ရှိဟာလက်နက်ကမ်းပြီးတိုက်နေတဲ့နှစ်ဖွဲလုံးပေါ်မှာကျွန်မပြောတယ်ဒါပေမဲ့တချို့ကအသက်သေးထောက်ထားတွေရသူတို့ပြည်ရဲ့အချင်းချင်းလောက်တာလို့ပေါ်လင်းနေပါလင်းနဲ့ကျွန်မကဘာလို့လက်ရှိအစိုးရပိုင်းကိုပြောလဲဆိုရင်ရှိမှလည်းပဲဘကူးမျိုးဝင်းနေမိတာရောဆရာတော်ကြီးပြန်လုံတော်မူခဲ့တဲ့ဖြစ်စဉ်မှာ ပြောင်းလဲပြောင်းစားခဲ့တဲ့အတွက်ထပ်ပြောမယ်နော် ခင်ဗျာဝင်နော်ရှေ့မှာလည်းပဲဘကိုးမျိုးဝင်းနေမိနိုင်အောင်ဆရာတော်ကြီးမဟာနာငိမ့်ဆရာတော်ဘုရားကိုမာယုံပြီးပြက်ခတ်မိရဆိုလို့ရှိရင်လည်းမာယုံပြီးပြက်ခတ်မိရလို့မဝင်ခံပဲနဲ့ PDF တွေပြည့်လို့သိပါတယ်ဆိုပြီးတော့နိုင်ငံတော်အဆင့်သတင်းလိမ့်လည်မှု လုပ်ခဲ့တဲ့အတွက်နိုင်ငံတော်အဆင့်သတင်းလိမ့်လည်မှုလုပ်ခဲ့တယ်လို့ lobby တွေနဲ့လည်းဝါရဖြန့်ခိုင်းခဲ့တဲ့ထောက်ထားတက်တည်ပြည့်ချက်ရှိနေတဲ့အတွက် လက်ရှိဒီဘက်ရင်ဖြစ်စဉ်ကိုလည်းပဲအစိုးရအနေနဲ့ကတိတိကျကျမထုတ်ပြရင်ဘဲနဲ့ဒါ PDF တွေပဲလုတ်ပါတယ်ဆိုပြီးကျမကျမမဘုဒ္ဓမဟာသွေးကျမအမြင်တွေကတော့တတိယကျမမဝေဖန်ဘူးကျမမနှုံးတတ်ဘူးနော်သူဖြစ်သူခံကိုဖြစ်ကိုခံကိုတမိုင်းကြောင့်ကိုရေးလိမ့်မယ်ဒါပေမဲ့သူကြောင့်ငါကြောင့်ဆိုပြီးတော့လက်ညှိုးထိုးအပြစ်ပုံချလွှဲချနေတာပရေဘိုးကြောင့်လည်းလောရက်တွေဖြစ်တယ်သူကြောင့်ငါကြောင့်ဆိုပြီးလွှဲမချပါနဲ့နော်ဆိုတော့ အဲရှင်မညာနီကပြောလိုက်ရတော့ပြင်းထန်သွားတယ်ထင်ပါတယ်လက်ရှိအစိုးရကိုကြီးညိုပြက်စီတဲ့ပါ냐ဆိုပြီးတော့ကျွန်မကိုသူကတော့ခင်မင်းလို့စေနာနဲ့တတိပေးတာပေါ့နော်။နောက်ကြီးညိုပြက်စီတဲ့ဆိုလို့ရှိရင်လည်းကြီးညိုကြီးညိုခံချင်ရင်တော့ကြီးညိုနိုင်လောက်တဲ့အရေးချင်းရှိအောင်ကြီးညိုနိုင်အောင်နေဖို့တော့လိုတာပေါ့နော်။ကိုကသမ ्या ကြီးညိုခံချင်ရင်ကိုကိုယ်တိုင်ကသီလသမားတွေတိတ်ခါမိချင်းစရာမိချင်းတရား၁၀ပါးနဲ့ပြီးဆိုအောင်အုပ်ချုပ်နိုင်မှာပြည်သူကကြီးညိုတဲ့လူလူကောင်းတော်တယောက်ဖြစ်နိုင်မှာပေါ့နော်။ရှေ့မှာလည်းပဲဒီဘိုးမျိုးဝင်းနေမင်းတရားရောင်ဆရာတော်ကြီး ဖြစ်စံတာပတ်သက်ပြီးတော့နိုင်ငံတော်ဆင့်သတင်းလိမ်လည်ပြီးတော့ lobby တွေကိုဝါဒဖြန့်မိလိမ်လည်ခဲ့တဲ့အထောက်အထားတွေရှိတဲ့အတွက်လက်ရှိဒီဘက်ရေးဖြစ်စံမှာလည်းပဲအစိုးရကတိကျစွာမထုတ်ပြန်မဲနဲ့ဒီကိစ္စက PDF တွေလောက်တာပါလို့ကျွန်မကတော့တတိချာမစိုးစွဲကြပါဘူးရှင်ထိုင်းမြန်မာနယ်စပ်အနီးတာလဲစစ်ပြူဟာစခန်းသိမ်းတိုက်ပွဲတွင်စစ်ကောင်စီတုတက်ရင်မှုနှင့်အဖွဲ့လွတ်မြောက်နေ၍ KNU ကလိုက်ဖမ်းနေဗိုလ်ကြီးအပါဝင်စစ်သား၉ဦးတေဆုံးပြီးလက်နက်ခဲယမ်းများရရှိ ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်အနီးတာလဲစစ်တပ်ဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတုတရင်မှုလွတ်မြောက်နေ၍ KNU ကလိုက်ဖမ်းနေပြီးရင်းစခန်းသိမ်းတိုက်ပွဲမှာဗိုလ်ကြီးအပါအဝင်စစ်သား9ဦးသေဆုံးကလက်နက်ခဲယမ်းများရရှိကြောင်း KNU ဗဟိုကသတင်းထုတ်ပြန်ပြီးမေလ13ရက်နေ့ည9နာရီအချိန် KNU အုပ်ချုပ်မှုနယ်မြေထိုင်းမြန်မာနယ်စပ်အနီးစစ်ကောင်စီတပ်ခလာယာ24နှင့်အမြောက်တပ် အမတ်တ317တို့အခြေစိုက်ထားသည့်တညာကျိုးခါတာလဲစစ်ပြူဟာစခန်းကို2025ကရင်မျိုးသားလူမျိုးရေးတမတော်ကရင်မျိုးသားကာကွယ်ရေးတပ်တို့ကပြန်လည်သိမ်းပိုက်ခဲ့ကြောင်းသိရှိရသည့်အဆိုပါစခန်းသိမ်းပိုက်စဉ်အကြမ်းဖက်စစ်ကောင်စီအမြောက်တပ်မှဗိုလ်ကြီးတင်းကြီးအပါအဝင်စစ်ကောင်စီတပ်သား9ဦးတေဆုံးခဲ့ပြီးခလာရ24ဒုတက်ရင်မှုမှမူထွက်ပြေးလူမျိုးလျက်ရှိသည့်ဖြင့် တော်လန်ရေးတက်များကထွက်ပြေးလွမြောက်သွားသောစစ်ကောင်စီတပ်သားများကိုလိုက်လံဖမ်းဆီးလျက်ရှိသိရှိရသည့် KNU ကပြန်လည်သိမ့်ပိုက်ထားသောတာလဲစခန်းမှာ1986ခုနှစ်တွင်မြန်မာစစ်တပ်ကစတင်တည်ဆောက်ခဲ့ပြီးရင်းတို့စတင်တည်ဆောက်သည့်အချိန်မှစပြီးအနီးဝန်းကျင်ရှိကျေးရွာများမှပြည်သူလူထုများအနေဖြင့်လွတ်လပ်စွာသွားလာလုပ်ကိုင်ရှာဖွေစားတောက်ခွင့်များဆုံးရှုံးခဲ့ရကြောင်းရင်းစခန်းကိုပြန်လည်သိမ့်ပိုက်နိုင်ခဲ့သည့်အတွက်အနီးအနားရှိကျေးရွာများအနေဖြင့် မူလအခြေအနေများအတိုင်းပြန်လည်လုတ်ကန်ရှာဖွေ စားတောက်နိုင်တော့မည်ဖြစ်ကြောင်း KNU ဗဟုကဆိုသည်ယနေ့နနက်ပိုင်းတွင် KNU တပ်များကထိုင်းမြန်မာနယ်စပ်အနီး1ကီလိုမီတာအကွာရှိမော်ဘူကေစစ်တပ်စခန်းကိုလည်းစတင်တိုက်ခိုက်လျက်ရှိပြီးဒေသပြည်သူ414ဦးထိုင်းနိုင်ငံဘက်အချမ်းတို့ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရသည်